ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဒီချိန်ကတော့မြောက်ပြင်းဆုံးဦးခုံးရဲ့ Journey to the West အနောက်ရက်တို့ခီးသွားခြင်း1986ဇလန်းတွဲကို recap ခန်းစားမယ်ချိန်ပဲဖြစ်ပါခင်ဗျဆိုတော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးနောက်ကောင်းလောက်နှိပ် VPN ဖွင့်ပြီးလို့ရုပ်ရှင်ကို like လုပ်ပြီးရင်မြောက်ပြင်းနဲ့အတူတူအနောက်ရက်ကိုစွန့်စားခန်းထွက်လိုက်ကြပါစို့ခင်ဗျ ေပိုင်းအဆမှာတော့ထန်ကိုတော်ဟာသူ့ရဲ့ဇာတိမျိုးကမိုးမခပင်တွေကိုဝမ်းနေစွာနဲ့ထားခဲ့ပြီးတော့အနောက်ဘက်ကိုခရီးထွက်လာခဲ့ပါတယ်။ဘဝခါးသီးနာကျင်နေရပေမယ့်သူကတော့အဆုံးမဲ့နာကျင်ပြီးတော့ရက်ကြတဲ့ခီးဖြစ်ပါစေ။ဒီခီးကအိမ်မက်တစ်ခုနောက်ကိုလိုက်တယ်လို့ဘဝဟာတန်ဖိုးရှိနေတယ်လို့ခန်းစားနေရပါတယ်။ဒီလိုနဲ့ထန်ကိုတော်မင်းတကောင်နဲ့အတူတောထက်ထက်တောင်သွဲသွဲရိုးမြောင်ကြောက်ကမ်းမစိန်ဆန်းများနဲ့တားရဲပေါင်းများစွာကိုဖြတ်ပြီးတော့ခီးနေနေခဲ့ပါတယ်။အဲဒီချိန်မှာပဲကြားရတဲ့ကောင်ကထန်ကိုတော်ရဲ့နောက်ကိုလိုက်နေခဲ့တာကြောင့် ဒန်ကိုရောပြေးပုံးနေတော့မှာပဲမုတ်ဆိုးတယောက်ကလေးနဲ့ပြစ်လိုက်တာကြောင့်ကိုရောဟာအန်ရယ်ကနေလွတ်မြောက်ခဲ့ရပါတယ်။ကိုရောအဲ့ဒီမုတ်ဆိုးကိုကျေးဇူးတင်ကြောင်းပြောပြီးတော့မုတ်ဆိုးတဲမှာတညတာဝင်အောင်နှာယူခဲ့ပါတော့တယ်။ဒီလိုနဲ့စကားသမီးပြောနေကြရင်မုတ်ဆိုးကထန်ကိုရောကိုဘယ်ကဘယ်ကိုသွားမလို့လဲလို့မေးတာကြောင့်ထန်ကိုရောကသူဟာထန်ပြင်းမင်းမြရဲ့ပန်ပိုးမှုနဲ့အနောက်ရက်ကဗုဒ္ဓတရားတော်တွေကိုသွားအောင်ပင့်ဆောင်ဖို့ခရီးထွက်ခဲ့တာဖြစ်ကြောင်းကိုပြောပြနေခဲ့ပါတယ်။အဲတော့မှသူကလည်းထန်နိုင်ငံသားလှူပိုကျင်းဖြစ်ပြီးတော့ဒေါ်လိုက်မုတ်ဆိုးတယောက်ဖြစ်တယ်လို့ပြောပြနေခဲ့ပါတယ်။ မော်ဆိုးကပဲဆက်ပြီးတော့ဒီနေရာထန်နိုင်ငံနယ်စပ်ဖြစ်ပြီးတော့တောင်နှစင်တောင်တန်းကိုဖျက်ရမယ်ခီးတွတ်သူကလိုက်လံပို့ဆောင်ပေးပါမယ်လို့ဂရီပေးလိုက်ပါတယ်။ထန်ကိုရောမနှက်ဖြန်ခီးတွတ်တရားထိုင်နဲ့တွေးမိနေပါတယ်။ကွယ်အမေရောပြောခဲ့တဲ့မိုင်မောင်း1860ကျော်ဝေးတဲ့သိန်းခတ်တောင်ကဘုံကြီးเจ้าမှာရှိတဲ့ဗုဒ္ဓရဲ့တရားတော်တွေကိုသွားယူဆောင်ဖို့မှခက်ခဲကြမ်းတမ်းလှပါတယ်ဆိုတဲ့စကားတွေကိုပြန်ပြီးတော့တွေးမိနေခဲ့ပါတယ်။ဘီရင်ကြီးကအတင်းတိုက်လို့မတောင်းသေးမဲမတောက်ချင်မဲတောက်ခဲ့ရတဲ့အမိမြေမြေမှုန့်နဲ့ရောထားတဲ့အရက်ခွက်ကိုလည်းအေယာဝင်ကန်ဒီမှာတရိယာနေခဲ့ပါတယ်။ ။နောက်နေ့မနက်မှာတော့မုံဆိုးရဲ့လိုက်ပါပို့ဆောင်မှုနဲ့အတူတောင်နှထတောင်ကြီးတိခီးပြင်းနေခဲ့ပြီးတော့မုံဆိုးကနေရခဲ့ပါတော့တယ်။ဇုံခုံရှိနေတဲ့တောင်ကြီးရောက်မှာဇုံခုံကရှီဖော်ရှီဖော်လိုလမ်းအော်ခေါ်နေခဲ့တာကြောင့်ထန်ကိုတော်ကအနာကိုရောက်သွားခဲ့ရပါတယ်။ဆရာပြည့်လက်ခံမယ်ဆိုရင်ထန်ကိုတော်ကတောင်အောင်ကနေဇုံခုံကိုလွတ်အောင်ကယ်တင်ပေးမှာဖြစ်တဲ့ကြောင်းပြောပြထားခဲ့တယ်လို့ဇုံခုံကဆက်ပြီးတော့ပြောပြနေပါတယ်။ထန်ကိုတော်ကလည်းမေတော်ရဲ့မှာကြားချက်ရဖြစ်တာကြောင့်တပည့်ဖြစ်လက်ခံမှာဖြစ်ပြီးသူ့မှာပေါက်စိန်တွေတန်တွေရင်းတွေပေါက်တူးတွေပေါက်ပြားတွေမပါဘဲနဲ့ တောင်ကိုဘယ်လိုလုပ်ဖြိုးရမလဲလို့မေးတဲ့အခါဇုံခုံးကတောင်ပေါ်ကအချင်းချအမိန့်ကိုဆရာတော်ဖယ်ရှားပေးုံနဲ့ပဲသူဒီတောင်ကနေလွတ်မြောက်နိုင်မှာပါလို့ပြောပြလိုက်ပါတယ်အဲ့ဒါနဲ့ဆရာတော်လည်းတောင်ပေါ်တက်ပြီးတော့ဘုရားရှင်အမိန့်စာကိုဖြုတ်ဖို့ဆူတောင်းလိုက်ုံနဲ့အမိန့်စာကောင်းကင်ရန်ကိုလွင့်ပြန်တက်သွားခဲ့ပါတော့တယ်နောက်တော့ဇုံခုံးကဆရာတော်ဝေးဝေးမှဆောင်းဆိုင်စီပြီးတစ်ချက်ယုံလိုက်တဲ့အခါတောင်ကြီးကအစိမ့်စိမ့်ဘွားမှာပြိုကွဲသွားခဲ့ပြီးတော့ဇုံခုံးကလည်းလွတ်မြောက်လာခဲ့ပါတော့တယ်ဇုံခုံးကပြောရွှင်လွတ်မြောက်စွာနဲ့ခုံပေါက်စောကစားနေပြီးတော့ဆရာတော်ကိုပြေးဖက်လိုက်ပါတယ် နောက်တော့ဆရာတော်ဝေစားမဲ့နေစုံခုံကိုသင်္ကန်းတစ်ထည်ပေးဝက်ကကိုရင်လေးနဲ့တူသွားပြီဖြစ်ကြောင်းပြောပြပြီးနာမည်ဘလို့ခေါ်လဲလို့မေးလိုက်တော့စုံခုံကသူဟာစွန်းမျိုးရိုးကဖြစ်ပြီးတော့နာမည်ကတော့မြောက်ဘရင်စုံခုံဖြစ်တယ်လို့ဖြေကြားနေခဲ့ပါတယ်။နောက်တော့စုံခုံကဆရာတော်ကိုမြင်းပေါ်တက်စီပြီးတော့သူက မြင်းတိန်လောက်ကဆရာတစ်ပည့်နှစ်ယောက်သားခရီးစထွက်လာခဲ့ကြပါတော့တယ်။ခဏနေတော့စုံခုံပျောက်သွားတာကြောင့်ဆရာတော်ကလိုက်လံရှာဖွေနေချိန်မှာစုံခုံကပြန်ရောက်လာပြီးတော့သူကအရှိမလမ်းကြောင်းသွားရှာနေတာဖြစ်ကြောင်းကိုပြောပြခဲ့ပါတယ်။ ဆရာတော်ကသူမြင်းနဲ့လိုက်တာတော့မမိတာကြောင့်ဝူခုံးကိုမြန်လိုက်တာလို့ပြောလိုက်ပါတယ်။ဝူခုံးကလည်းစုံဝူခုံးကတခါပျောက်သွားပြန်လျာဆရာတော်ကလိုက်ရှာနေပြီးတဲ့နောက်မှာတော့စုံဝူခုံးကအပင်ပေါ်မှာအသီးတွေခူးနေရကနေဆရာတော်ကိုလှမ်းပြီးတော့အော်ခေါ်နေခဲ့ပါတယ်။မြေတစ်ခုကိုတွေ့တော့ဆရာတော်ကဖြံမကူးရဲပဲဖြစ်နေခဲ့တာကြောင့်ဝူခုံးကသူရှိတာကြောင့်မကြောက်ဘူးပြောကကူးခိုင်းခဲ့ပေမဲ့ဆရာတော်ကတွန့်ဆုပ်လို့နေခဲ့ပါတယ်။နောက်တော့ဝူခုံးကဆရာတော်ကိုဂုံပိုးပြီးတော့မြစ်ကိုဖြတ်ကူးခဲ့ပေမဲ့လည်းမြင်းကတစ်ဖက်ကမ်းမှာကြံနေခဲ့တာကြောင့်ဝူခုံးကမြင်းကိုစီးပြီးတော့တစ်ဖက်ကမ်းကိုကူးလာခဲ့ရပါတယ်။ အဲဒီလိုနဲ့ခီးဆက်လာကြပြီးတော့လမ်းအန်အောလို့နေခဲ့ပါတော့တယ်အဲဒီချိန်မှာပဲတယောက်တည်းကြံခဲ့တဲ့ဆရာတော်ခါအဲဒီချောင်းလေးရတဖြည်းဖြည်းကြီးလာပြီးတော့တန်တုံကြီးတစ်ချောင်းဖြစ်လာခဲ့ပါတယ်စောစောကရှိမှပေါ်လာတဲ့ကြားကိုမကြောက်ဘူးလားလို့ဆရာတော်ကမေးတော့ဇုံခုံကငကားတွေရောကြားတွေရောတီကောင်တွေရောဘာမှမကြောက်ပါဘူးလို့ပြန်ပြီးတော့ဖြေနေခဲ့ပါတယ်အရာတွေအသာထားပြီးတော့အိုက်ထက်သားတဲ့အစွမ်းနေတော့သူ့မှာရှိလာကြောက်ကောင်းငေဘွားကကြောက်စိမ့်ဧကရိရဲ့ပလင်ကိုတောင်သူသွားပြီးတော့ဝင်ထိုင်ခဲ့သေးတာဖြစ်ကြောင်းကိုပြောပြခဲ့ပါတယ် ဒီလိုနဲ့ဂျန်တွေကပြန်ထွက်ပြီးတော့ဂျန်ရှင်ကိုပြန်អော်ခေါ်ခဲ့လိုက်ပါတယ်။ညီဖိုးညားဝါအဲ့ဒီမှာအိမ်ထဲကထွက်လာပြီးတော့အရှင်ကဘသူပါလဲလို့ဇာတော်ကိုမေးတဲ့အခါမှာဇုံကုံကရှေ့ကိုထွက်လာပြီးဖြေးလိုက်တော့ညီဖိုးညားလည်းလန့်သွားတာကြောင့်ဇာတော်ကသူတို့ဟာအရှိရက်ထန်းနိုင်ငံတော်ကလာခဲ့တာဖြစ်ပြီးတော့အနောက်ရက်ကိုခီးသွားနေကြတဲ့သူတွေဖြစ်တာကြောင့်သူတို့ကိုမကြောက်ကြပါဘူး။အဲ့တော့ဆရာတော်ကဇုံကုံဒီလိုမပြောနဲ့လို့တားမြစ်တဲ့အခါအဖိုးပြေသူကပြောပါစေလေ၊ तू ပြောတာလည်းအမှန်ဖြစ်နေနိုင်တာပဲလို့ပြန်ပြောနေခဲ့ပါတယ် အဖိုးဖြစ်သူကပဲဆက်ပြီးတော့သူ့ရဲ့အဖိုးဖြစ်သူကသူငယ်စဉ်ကအရင်တောင်ကြီးကမှော်မြောက်တကောင်ကိုဖိချထားဖို့ကောင်းငင်ဘော်ကနေပြုတ်ကျလာခဲ့တဲ့တောင်ကြီးဖြစ်ကြောင်းပြောပြခဲ့ဘူးလေလို့ပြန်ပြောနေပါတယ်။နောက်တော့အဖိုးကပဲဆက်ပြီးတော့အခုအဲ့ဒီတောင်ကြီးကိုဖယ်ထုတ်ပြီးတော့ထွက်လာနိုင်ခဲ့တာလားလို့ဇုံဝခုံကိုမေးနေပြီးတော့ဂုံယူပါတယ်လို့ဝခုံကိုချီးကျူးနေခဲ့ပါတယ်။ဝဖြစ်သူကိုပြောနေခဲ့အရက်တွေကိုလည်းအကုန်မော့ချလိုက်ပါတော့တယ်။အဲ့ဒီမှာပဲအိမ်ထဲမှာရှိနေတဲ့ဆရာတော်တို့ကိုလူတစုကတောအုပ်ထဲကနေစောင့်ကြည့်လို့နေခဲ့ပါတယ်။ ိုင်လူတစုကအိမ်နာတီဒိုးကလာကြချိန်မှာဆရာတော်ကတော့သင်္ကန်းတစားကိုချုပ်တည်နေခဲ့ပါတယ်။ဇုံခုံကလည်းဆရာတော်ကိုကူညီပြီးဆရာတော်မြင်ရစီဖို့မီးအောင်နဲ့ထိုးပြပေးနေခဲ့ပါတယ်။ဇုံခုံကဆရာတော်ဟာဒီလိုမျိုးသင်္ကန်းကိုချုပ်နိုင်တာသူ့အတွက်ထူးဆန်းနေကြောင်းသူဟာဒီသင်္ကန်းမျိုးကိုဖန်ဆင်းနိုင်ပေမဲ့ကိုယ်တိုင်ချုပ်ဖို့ရတော့ခက်ခဲနေကြောင်းပြောပြနေပါတယ်။ဆရာတော်ကဒါသင်္ကန်းမဟုတ်ကြောင်းနဲ့အခုချိန်အားလုံးအေးလာတဲ့အတွက်ဇုံခုံအတွက်တရေကြာကင်းတစ်ထဲချုပ်ပေးနေခြင်းသာဖြစ်ကြောင်းပြောပြတော့မှသွားတာကြောင့် ။ဇုံခုံကအလုံးမေးစိုးရင်သွားတဲ့ခါဆရာတော်ကမစိုးရင်မို့ပြောစူးစူးညံ့ညံ့ခြေတံတွေကိုကြားတဲ့ဝူခုံးကဆရာတော်ကိုတတိထားပြီးတော့နေဖို့မှာခဲ့ကအပြင်ကိုထွက်သွားခဲ့ပါလေ။အပြင်ကိုရောက်တဲ့ခါမှာတော့အဖိုးဖြစ်သူကိုလက်နက်ကင်လူတစုကဝိုင်းဝန်းတိုက်ခိုက်နေတဲ့ပြင်မြီးဖြစ်သူကိုလည်းဖမ်းချုပ်ထားတာကိုတွေ့လိုက်တာကြောင့်ဇုံခုံကလက်နက်ကင်တွေကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါတော့တယ်။ဇုံခုံရဲ့အစွမ်းကြောင့်ဓာကင်လူစုကအေးနေပြီးတော့သူတို့တဲကတယောက်ကတော့မြင်းပြူကိုစီးပြီးတော့ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတော့တယ်။ဒါတော့မဲ့ဝူခုံးကအဲ့လူနောက်ကိုလိုက်တဲ့ချိန် ဲလူနဲ့တူမြင်းပြူကလည်းပျောက်ဆုံးသွားခဲ့ပါလေ။အဲ့ဒီနေရာမှာတော့မြင်းပြူကိုစီရင်ထားတဲ့မြင်းကုန်းကြီးတွေနဲ့ကြောက်ပြတဲ့ခုဟာကြကြံနေခဲ့တာကြောင့်ဇုံကုံကကောက်ယူတဲဆောင်လာခဲ့ပါတော့လေ။ဇာတော်ကလည်းဇုံကုံစိတ်ပူကနောက်ကနေလိုက်သွားခဲ့တာကြောင့်ဝူကုံကအဲလူဟာဖြူအောင်လင်းနှဲနဲ့တူပျောက်ဆုံးသွားခဲ့ပြီးမြင်းပြူကိုလည်းစားပစ်ခဲ့တာကြောင့်ငကားတကောင်ပဲဖြစ်ရမယ်လို့ဇာတော်ကဝူကုံကပြန်လဲရှောက်တင်နေခဲ့ပါလေ။နောက်ပြီးတော့အဲ့ဒီနဂါဟာရေအောင်ထဲမှာပုံနေတာဖြစ်ရမယ်လို့ပြောပြနေခဲ့ပါတယ်။အဲ့တော့မှဆရာတော်ကဘလို့ငရေပါလိမ့်လို့ညှိတွားလိုက်ပြီ ။ညင်းမပါပဲဘလို့လောက်ခီးသွားကြမလဲလို့ရေရွတ်လိုက်ပါတော့တယ်။နောက်တော့ဆရာတော်ကစိတ်ညစ်ပြီးတော့ထိုင်ကုန်မှာထိုင်ကဝူခုံးကနဂါးတွေကြားတွေတီကောင်းတွေတော့မကြောက်ဘူးလို့ပြောပြီးတော့အခုကိစ္စမှာဘာကြောင့်မြင်းမြူကြီးကိုဆုံးရှုံးရတယ်လို့အပြစ်တင်နေခဲ့ပါတယ်။အဲတော့မှဆုံးပါတော့တယ်။နဂါးကောင်လေးရေထဲကနေကမ်းပါပေါ်ပြန်တက်ကလူအောင်ဖန်ဆင်းပြီးတော့လေပေါ်ကနေပြန်ဝဲပြီးတောင်ပြင်မှာစောင့်နေတဲ့ဝူခုံးကိုဓားနဲ့ပြေးပိုင်းပါတော့တယ်။နဂါးကမြေဇနားထီကိုလိမ့်ကျဆင်းသွားခဲ့ပြီးတော့ပြန်ထကတော်တော်ဆွမ်းအကြီးနဲ့မြောက်ပါလားလို့ဝူခုံးကိုပြောနေခဲ့ပါတယ်။ ခဏလေးတော့နဂါမိโกနဲ့တူနဂါကိုကိုပြန်ဖန်ဆင်းပြီးတော့ကောင်းကင်ကိုပြန်တက်သွားတာကြောင့်ဇုံခုံကလည်းနောက်ကနေလိုက်လံတိုက်ခိုက်နေခဲ့ကကောင်းကင်တိုက်ပွဲတစ်ခုကဖြစ်ပွားလို့နေခဲ့ပါတယ်နဂါဇုံခုံမိနဲ့မှုတ်တယ်လို့ဝူခုံကလည်းရှောင်းကားတိမ့်ပြီးတော့တန်တုံနဲ့ပြန်ရိုက်နေခဲ့ပါတယ်ခဏလေးတော့နဂါအမြေးတဲကိုထိုးဆင်းထွက်ပြေးသွားပါတယ်အဲဒီချိန်တစ်ဖက်ကအဖိုးရဲ့အင်းစီတို့အမိုးဘော်နောက်ကျုံးပြစ်တက်သွားတဲ့နောက်ဆုံးတယောက်ကိုလည်းနှစ်ဖူးကိုလက်ဝါးနဲ့ရိုက်ကာတပ်ပြစ်လိုက်တယ်လို့ ကြံနေတဲ့နှစ်ယောက်ကိုလည်းတယောက်ကိုဒူးနဲ့တိုက်ထုတ်လိုက်ပြီးတော့နောက်တစ်ယောက်ကိုတော့ရေစာနာတီကိုလွန့်ပစ်ခဲလိုက်ပါတော့တယ်။ဇာတော်ကတော့ဆုံးခုံးကိုရက်လိုက်ဖို့អော်ပြီးတော့ဝေါ်မီတော်ဖော်လို့ပြောကလဲကြနာကျင်သူတွေနာကိုသွားရောက်ပြီးတော့ဖေးမှနေပါတယ်။ဇာတော်ကသူတစ်ပါးအသက်ကိုတတ်တာအောင်မနစ်တတ်တာကြောင့်ရင်းုံပန်းတုံပစ်ကဆုံးခုံးကိုတပည့်အစိုးလို့ပြောပြီးတော့ဘာလို့လူတွေကိုရှောက်တတ်နေတာလဲလို့မေးလိုက်ပါတော့တယ်။အဲတော့မှဝူခုံးကကိကိကိနဲ့ရီပြီးတော့ "तू ကဖေးဖေးပဲတွန်းခဲ့တာ။ဓမြကြီးကပြော့နေတာကြောင့်လဲကြသိဆုံးသွားတာဖြစ်ကြောင်းကိုပြောပြနေပါတယ်။" ဆရာတော်ကလည်းပြောများတယ်တပည့်တို့ကဝော်မီတော့ဖို့လို့ပဲတခါပြန်ပြောရပါတယ်ဇုံကောင်အိမ်ထဲပြန်ဝင်လာပြီးတော့တေတုံးမမမြောက်ထိုင်ထိုင်နေလိုက်တဲ့အချိန်မှာပဲဆရာတော်ကရောက်လာပြီးတော့မြတ်စွာဘုရားရဲ့တရားတွေထဲမှာအဓိကအချက်ကအကျဉ်းသာတရားမေတ္တာတရားဖြစ်ကြောင်းပြောပြီးတော့လူတွေကိုတတ်ချင်တိုင်းတတ်လို့မရအောင်ကိုဆုံးမနေခဲ့ပါတယ်ပြီးတော့တတ်ခဲ့တာလည်းအကုန်လုံးလက်လို့စပယ်တတ်ခဲ့တာဖြစ်တဲ့အတွက်ဆရာတော်ကအတော်လေးပဲကိုထိတ်လန့်တုံလုံးနေခဲ့တာပါအဲတော့မှဆုံးခုံကသူကလက်လို့စပယ်တတ်ခဲ့တာမဟုတ်ပဲတကယ်လို့သူတို့တွေအသက်ရှင်နေလူကောင်းတွေများကြီးတေဆုံးသွားနိုင်တာကြောင့် တက်ခဲ့ရတာဖြစ်ကြောင်းကိုပြန်ပြောလိုက်ပါတယ်။အဲနောက်တော့ဆရာတော်ဟာထိမ့်သိမ့်ချိုးချန်သူတယောက်နေလေလူသားမှုကျွလွန်မဲ့အစားဒေသွားတာကမှကောင်းနိုင်သေးကြောင်းလူတွေကိုတေအောင်တတ်တဲ့နောက်တော့သူတော်စင်လည်းမဖြစ်နိုင်တော့ကြောင်းဆရာတော်ကပြောလိုက်ပါတော့တယ်။ဇုံခုံကတော့သူဟာလွန်ခဲ့တဲ့နှစ်ပေါင်း900ကတည်းကဗန်းမာလာတောင်မှာအဲ့လိုလူဆိုးတွေအများကြီးကိုတတ်ပစ်ခဲ့တာဖြစ်ပြီးတယောက်ကမှဆရာတော်လိုအပြစ်တင်စကားပြောကြခဲ့မှုချင်းမရှိကြောင်းဒါကြောင့်မလို့သူယန်းဒေါသထွက်သွားကြောင်းဇုံခုံကပြောလိုက်ပါတော့တယ်။ ပြောစကားနားမထောင်တဲ့ဝူခုံးအနောက်ဘက်ကိုဘလို့လို့ဒူဒူခေါ်သွားလို့ဖြစ်တော့မှလဲလို့ဆရာတော်ကလည်းပြန်ပြောနေခဲ့ပါတယ်။ဒါနဲ့ပြင်တိုက်နေခဲ့ပါတယ်။အဲဒီအချိန်မှာပဲငကားမင်းအားဆုံးခုံးထန်ဆန်းကိုတော်နဲ့အနောက်ဘက်ကိုခီးသွားမယ်လို့သူကကြားသိထားတာဖြစ်ပြီးဘယ်ကနေဘလို့လို့ပြီးတော့သူ့စီကိုအလဲရောက်လာတယ်လို့အားနေတာလားလို့မေးနေခဲ့ပါတယ်။အဲတော့မှဆုံးခုံးကသူကဓမြလေးနည်းနည်းပဲတတ်လိုက်တော့သူ့ကိုပြစ်တင်စူပူနေရာကြောင့်ဘမ်းမာလာတောင်ပြန်လာခဲ့တာဖြစ်တယ်လို့ပြောနေပြီးလန်ခီမှာရှက်ကီလေးနည်းနည်းထုကျင်တဲ့အတွက်တတိယနဲ့ငကပီကိုဝင်ရောက်လာခဲ့တာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။ နောက်တော့ဇုံခေါဝနဂါမင်းထည့်ပြီးတဲ့အရက်တွေကိုရေထဲမှာပဲမော့ချလိုက်ပါတယ်။တပတ်မှာထန်ဆန်းကိုတော်ကတော့သူ့ဤမန်းချက်သူ့ယူရဲ့ချက်တိုင်းမဲ့ဇုံခုံပါသည်ဖြစ်စေမပါသည်ဖြစ်စေအနောက်ဘက် ခီးကိုဆက်ပြီးတော့ဆက်ဖို့အတွက်မြေဘုံနယောက်ရဲ့အိမ်ကနေထွက်လာခဲ့ပါတယ်။မြေဘုံနယောက်ကလည်းဆရာတို့ချမ်ပါဝါဒီလိုက်ဖို့တော့အပြင်မှာအရန်ကိုအေးတာကြောင့်အဖိုးကိုလိုက်မပို့ဖို့နဲ့အိမ်ထဲမှာပဲနှွေးထွေးထွေးနေဖို့မှာခဲ့ပြီးခရီးဆက်ထွက်လာခဲ့ပါတော့တယ်။ချော်လဲမလို့ဖြစ်သွားခဲ့တာကြောင့်မြေပြေသူကပြေးသွားကထိမ့်သိမ့်ဖေးမှပေးပြီးမြေပြေသူကဆရာတို့ပြန်လာခဲ့ဖို့နဲ့ဆရာတို့ကို တို့မျောနေမှာဖြစ်တယ်လို့ပြောကြားခဲ့သူအဖိုးဖြစ်သူကလည်းဆရာတော်အနေနဲ့လမ်းခီးမှာဘေးဒုက္ခကြုံခဲ့ရင်လည်းသတိတရသာပြန်လာခဲ့ပါလို့ကြေကွဲစွာနဲ့မှားချိုင်းဝမ်းနေနေပါလေဆရာတော်ကလည်းယေရှုတင်ပါတယ်လို့နှုတ်ဆက်ပြီးသူ့ရဲ့ခီးကိုဆက်လက်ထွက်ခွာလာခဲ့ပါလေအဲဒီချိန်မှာပဲငကားပြီကိုရောက်နေတဲ့ဆုံးဦးခုံးကငကားဝိုင်းဒီတောက်တုံးကတော်တော်လေးကိုပြားနေပြီးတော့ဝိကံဒီအခြေအနေကိုရောက်နေပြီဖြစ်ပါတယ်အဲလိုနဲ့ဝူခုံးကရိုင်းတို့ရိုင်းတို့ချင်းငကားမင်းကြီးတရားပေါ်မှာထိုင်နေကြောက်ဝါဆိုတဲ့ပုံကိုဟာသူ့ရဲ့ဖနက်ကိုရီတရားအောက်ကိုသုံးချိန်တိတိပစ်ချပြီး ူတပည့်ကျန်းရှန်ကလည်းဖနက်ကို၃ချိန်တည်းပြန်ကောက်ပေးခဲ့လို့ပြောပြနေပါတယ်။ဒါရီဒရာအောက်ကိုဖနက်ကို၃ချိန်မြောက်ပစ်ချခြင်းဆိုပုံမြင်ပကြီဖြစ်နေပုံဖော်ထားတာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။အရှင်ကြောက်ဝါကတမင်လောက်တာမဟုတ်ကြောင်းကျန်းရှန်ကသိရှိခဲ့ပြီးတော့နောက်ပိုင်းမှာကျန်းရှန်ဟန်မင်းဆက်လက်ထက်အောင်မြင်မှုများစွာပိုင်ဆိုင်ခဲ့သူတယောက်ဖြစ်လာခဲ့ကြောင်းကိုပြောပြနေခဲ့ပါတယ်။ဒီပုံမြင်ကြားတဲ့ဇုံခုံကသူနဲ့ဆရာတော်ကြောင်းကိုတွေးမိပြီးပြန်မယ်လောက်တော့ငကားမရဘဲသွားမှလဲလို့ဇုံခုံကိုမေးလိုက်ပါတယ်။ အရာနဲ့ဇုံခုံကဘန်းမာလာတောင်ပြန်ပြီးတော့မြောက်ပြင်အချောကြီးဖြစ်နေတောင်ဝင်ထန်းဆောင်ကိုဖျက်ချောင်းကိုပြောပြလိုက်ပါတယ်။အဲတော့မှနဂါးမင်းကြီးကဇုံခုံကိုကျေးဇူးရှင်ကိုတွေ့ပြီးတော့လမ်းလေရောက်မှရီမန်းရပန်းနိုင်ခီးကိုအရှုံးမပေးပါနဲ့လို့အကြံပေးဆုံးမလိုက်ပါတော့တယ်။နဂါးမင်းရဲ့မိတ်ဆွေမိစားကောင်ဟာလေယုံတော်ကကြောင်းသားမှာဆရာတော်ရဲ့မင်းကိုဖမ်းဆားသွားခဲ့တာဖျက်ချောင်းကိုပြောပြလိုက်ပါတယ်။အဲတော့မှနဂါးမင်းကအဲ့ဒီမိစားဆိုးသွားယောဂါခံစားနေရတဲ့သူ့ရဲ့တူလေးသာဖျက်ချောင်းကိုပြောပြလိုက်ပါတယ်။နောက်တော့ဇုံခုံကိုခဏထိုင်ခိုင်းပြီးတော့နဂါးမင်းရဲ့တတ္တရညီ အနောက်နဂါမင်းရဲ့သားတော်သူ့ရဲ့တူအော်ယန်ဖြစ်ကြောင်းကိုပြောပြလိုက်ပါတော့တယ်။အော်ယန်မင်္ဂလာဆောင်နေ့မှာအဲ့ဒီကြောင်စိမ့်ပရက်ကိုနဂါမင်းကိုယ်တိုင်ကလက်ဆောင်ပေးခဲ့တာဖြစ်ကြောင်းကိုလည်းပြောခဲ့ပါတယ်။သူ့မင်္ဂလာဆောင်နေ့မှာမမျှော်လင့်တဲ့ဘေးရန်တစ်ခုကြောင့်ပုန်းနေခဲ့တာဖြစ်တယ်လို့ဝူခုံးကိုပြောလိုက်တာပါ။နဂါမင်းရဲ့ပြောပြချက်အရနောက်တစ်ခါမှာတော့အော်ယန်သူ့ရဲ့ခန်းထဲမှာဟိုလျှောက်ဒီလျှောက်လမ်းလျှောက်နေခဲ့ရင်သူ့ဇနီးကိုခြံောင်ထဲမှာမတွေ့တာကြောင့်လိုက်လံရှာဖွေနေခဲ့ပါတယ်။နောက်တော့ဇနီးတွေကရီဆောင်အဖြစ်သူနဲ့ချင်းတွေ့နေပြီးတော့ရီဆောင်ကသူနဲ့ရင်ချစ်ပြီးမှသူ့ကိုလက်မထပ်ပဲ ကျန်းသာရေးမိသားစုဖြစ်တဲ့အော်ယန်ကိုလက်ထပ်ခဲ့တာဘာကြောင့်လဲလို့အော်ယန်ဇနီးကိုမေးနေခဲ့ကြအောင်ဆုံးဦးခုံးကိုပြောပြနေပါတယ်။အဲ့တော့အော်ယန်ဇနီးကဒီလိုလှုပ်ခဲ့တာသူတို့နှစ်ယောက်လုံးသာဝရချစ်သူဖြစ်နေစေဖို့နိုင်အောင်လုံးကောင်းစားရေးအတွက်လှုပ်ခဲ့တာဖြစ်ကြောင်းကိုပြောပြနေခဲ့ပါတယ်။ခဏနေတော့သူတို့နှစ်ယောက်ဖက်လိုက်ကြတာကိုမြင်လိုက်တဲ့အော်လန်ဟာရုံမာလိုက်ကြတာလို့ပြောလေပြောသူဇနီးရဲ့ရီးစားဟောင်းကိုလည်းဓာတ်နဲ့ဝင်ပိုင်းခဲ့ပါတော့တယ်။အော်လန်တို့နှစ်ယောက်သားမရလူဝင်တဲ့သူတို့ပြန်ကိုတို့ပြန်တိုက်ခိုက်နေကြပြီးကောင်မာလေးကတော့ဘယ်သူနိုင်မလဲလို့ရက်ကြည့်နေခဲ့တာပါ။ နောက်တော့ကောင်မလေးရဲ့အရင်ကြီးစားထွက်ပြေးသွားခဲ့ပြီးတော့အော်လန်ဟာဒေါသလည်းထွက်အိတ်ခန်းကိုလည်းမီးရှို့ဖျက်ဆီးကာကျောက်စင်းဧကရေးပေးထားတဲ့ညာပလဲလုံးတလုံးကိုလည်းဖျက်ဆီးခဲ့မိတယ်လို့နဂါမင်းကပြန်ပြောပြနေပါတယ်။ဒါတော့မဲကောင်းကင်ဘုံစည်းမျဉ်းလေးကိုဖျက်ဆီးချိုးပေါက်ခဲ့တာကြောင့်လင်းုံတော်ကကျောက်သေးစီကိုနှင်ထုတ်ခံခဲ့ရတာဖြစ်ကြောင်းနဂါမင်းကစုံဦးခုံးကိုအဲ့ဒီဇလန်းကိုပြောပြလိုက်တာပါ။စုံဦးခုံးကအော်လန်စီကိုသွားတွေးခဲ့ပါတော့တယ်။တန်ဆန်းကိုတော့တယောက်တည်းတော်တဲ့ကကျောက်တွေထဲမှာလမ်းလျှောက်နေခဲ့ပါတယ်။ ဲ့ချိန်မှာမိမပြိုတအူးကတတောက်တောက်နဲ့ရှောက်လာပြီးတော့ဖန်ဆန်းကိုတော့ကိုရေလာပြီးတော့ဆက်ကတ်ခဲ့ပါတယ်။အနောက်ဘက်ကဗုဒ္ဓရဲ့တရားဓမ္မတွေကိုသွားအောင်ပင့်ဆောင်မှာဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။တော့တယောက်တည်းဘလို့သွားမှာလဲလို့မေးနေခဲ့ပါတယ်။အဲ့မိန်းကလေးကတပည့်မရှိဘူးလားလို့မေးတဲ့အခါမှာအရင်ရက်ကတပည့်တယောက်ရှိခဲ့ဘူးကြောင့်အခုမနက်မှသူ့ကိုစူလိုက်တာကြောင့်စိတ်ဆိုးပြီးတော့ထွက်သွားခဲ့ပြီဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။နောက်တော့အဲ့မိန်းကလေးကရှေးနားမှာသူ့ရဲ့အိမ်ရှိပြီးတော့အဲ့ဒီကိုသွားနေတာဖြစ်ကြောင်းပြောပြနေခဲ့ပါတယ်။ နောက်တော့ဆရာတော်ကိုလက်ဆောင်ပေးပြစီလို့ပြောပြီးတော့အုတ်ထုပ်တစ်လုံးကိုထုတ်ပေးခဲ့ပါတယ်။အုတ်ထုပ်ကတော့ဇုံဝခုံးတွက်ဖြစ်ပြီးတော့အဲ့ထဲမှာထိန်းချုပ်မော့ကွင်းပါတယ်လို့လည်းပြောပြလိုက်ပါတယ်။ဆရာတော်ကဇုံဝခုံးကအနားမှာမရှိတော့ဘူးလို့ပြောလိုက်ချိန်မှာပဲအဲ့ဒီမိန်းကလေးကကွယ်ရင်မဲတော်ဖြစ်နေပြောင်းလဲသွားခဲ့တာကြောင့်ဆရာတော်ကအယုဒီပေးလိုက်ပါတော့တယ်။ကွယ်ရင်မဲတော်ကထိန်းချုပ်မော့ကွင်းကိုတင်းကျပ်စေတဲ့ဂါရမန်နန်တို့ကဆရာတော်ကိုတင်ပေးခဲ့ပြီးတော့တကယ်လို့ဇုံဝခုံးကစကားနားမထောင်မှုဆိုရင်ဂါရာကိုရွတ်လိုက်တဲ့အခါထိန်းချုပ်မော့ကွင်းကတင်းကျပ်လာနိုင်ကြောင်းကိုပြောပြခဲ့ပါတယ်။ ခဏနေတော့ရှီဖိုလို့ခေါ်တဲ့အတူဇုံခုံကလည်းပြန်လည်ရောက်ရှိလာခဲ့တဲ့ခါမှတော့ဆရာတော်ကဝူခုံကိုဘယ်ဒီလျှောက်သွားနေတာလဲဘာလို့အရက်တွေတောက်လာတာလဲလို့မေးကသူမှတော့ဒုက္ခတွေများနေခဲ့တယ်လို့စိတ်တူကတန်းပြီးတော့ပြောပါတယ်နောက်တော့ဆရာတော်ကဘိုင်ရန်စာနေဖြစ်ကြောင်းပြောပြီးအထုတ်ထဲမှာရိတ်ခါကြောက်တွေကိုပြင်ဆင်ပေးဖို့ပြောလိုက်တဲ့ခါမှတော့ဇုံခုံကအထုတ်ကိုသွားဖြီးလိုက်တဲ့ချိန်မှာပဲဒီအပိုင်းဟာဒီနေရာမှာခိတ္တခဏရန်နာသွားခဲ့ပါတော့တယ်ခင်ဗျာ ဟုတ်ကဲ့ပါဆိုတော့ဒီနေ့အတွက်တင်ဆက်မှုကဒီလောက်ပါပဲခင်ဗျ။နောက်နေ့မှာအနောက်ရက်တို့ခီးသွွားခြင်းဇုံခုံးနဲ့ဆရာတို့ရဲ့ဇလန်းတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားအောင်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတော့ဘေးနားအခောင်းလောင်းလေးကိုနှိပ်ကစောင့်ကြည့်နိုင်ပါကြောင်းနဲ့ရုပ်ရှင်ကားတွေအစားဆုံးပြန်ကြည့်ခြင်းနဲ့ဆိုရင်လည်း Telegram channel ကို join ထားလို့ရပါကြောင်းပြောပါရစီခင်ဗျ။